တဆေမင်းသားလေးနဲ့ကောင်မလေးရှေးခေတ်တခါကနန်းမြို့ဟောင်းတစ်မြို့မှာရင်ထိတ်เสียရဒဏ္ဍာရီတစ်ခုရှိခဲ့ပါတယ်ထိုမြို့ဟောင်းကို လူသားတွေမနေရဲအောင်နှဆိုးများနဲ့ဝိညာဉ်များစိုးမိုးနေတယ်လို့ဆိုပါတယ်အထူးသဖြင့်လူသေးလူပြောက်များပြီးနမဲကျော်တဲ့စာတင်ကျောင်းဟောင်းတစ်ခုရှိခဲ့ပါတယ်ဒီနေ့မှာတငယ်ချင်းတစုဟာထိုမြို့ရဲ့ကျောင်းဆောင်ကိုတွားရောက်ပြီးလေ့လာဖို့ဆုံးဖြတ်ခဲ့ကြတယ် ဲ့ဒီမြို့ဟောင်းနဲ့စာတင်ကျောင်းလေးကိုတ냐ရာသွားရောက်အိတ်ဆက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။မြို့ရဲ့ရွာသားတွေကတားမြစ်ပေမဲ့သူတို့တငယ်ချင်းတစုဟာနာခံချင်းမရှိပဲလက်ဖက်ရည်ကြမ်းအိုးနဲ့ဖျောင်းတိုင်နေငယ်ယူပြီးမြို့ဟောင်းစီကိုထွက်ခွာခဲ့ပါတော့တယ်။ သူတို့တငယ်ချင်းတစုဟာစာတင်ကျောင်းဟောင်းရဲ့အလဲဘဟုမှာရှိတဲ့အခန်းတစ်ခန်းထဲမှာဖျောင်းနိုင်ထွန်းညှိပြီးထိုင်နေခဲ့ပါတယ်။တငယ်ချင်းအများစုက အိပ်ပျော်နေကြပြီးကောင်မလေးတစ်ယောက်ကအိပ်မပျော်ပဲဖြစ်နေလေသည်ညှင်းနဲ့လာတဲ့အခါမှာတကားခေါက်တန်းတိုးတိုးလေးကိုကြားလိုက်ရပါတယ်။ကြောက်စိတ်ကိုထိန်းချုပ်ရင်းတကားကိုဖွင့်လိုက်တဲ့အခါမှာတော့ဖြူဖြော့ဖြော့တိမ်မွေ့ပြီးချုံမောလာပါတဲ့လူငယ်တအူးကိုတွေ့လိုက်ရပါတယ်။ သူဟာ ရှေးဟောင်းနန်းတွင်ဝတ်စုံကိုဝတ်ဆင်ထားပြီးမျက်လုံးတွေကဝမ်းနည်းမှုအပြည့်နဲ့မိတ်တုပ်မိတ်တုပ်ဖြစ်နေပါတယ်။ကောင်မလေးကဒီအချိန်ကြီးဘသူလဲလို့မေးလိုက်တဲ့အခါထိုလူငယ်ကတုံးညင်းတဲ့အတန်နဲ့ဖြေပါတယ်။ငါဟာဒီမျိုးဟောင်းမှာတယောက်တည်းကြံခဲ့တဲ့မင်းသားလေးရဲ့ဝိညာဉ်ဖြစ်တယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီနန်းမျိုးပျက်စီးချိန်မှာငါတည်ဆုံးခဲ့ရတာ။ မင်းသားလေးတစေရေရုပ်ရေကတိမ်မွေလုံးလို့ကောင်းမလေးဟာကြောက်စိတ်ကိုခနာမိသွားပြီးသူ့ကိုဖိတ်ခေါ်လိုက်ပါတယ်ဒါဆိုရင်အထဲဝင်ပြီးကျမနဲ့အတူလက်ဖက်ရည်ကျန်းတောက်လိုက်ပါဦးမင်းသားလေးတစေမင်းသားလေးဟာ အခန်းထဲဝင်လာပြီးသူမနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်ပါတယ်ကောင်းမလေးဟာလက်ဖက်ရည်ကျန်းပူပူကိုခွတ်တခွတ်ထဲထည့်ပြီးမင်းသားလေးကိုကမ်းပေးလိုက်ပါတယ်မင်းသားလေးဟာခွတ်ကိုလှမ်းယူလိုက်ပြီးသူ့ရဲ့နှုတ်ခမ်းနားကိုတေးလိုက်ပါတယ် ထူးဆန်းတာကတော့မင်းသားလေးရဲ့နှက်ခမ်းဟာခွက်ထဲကလက်ဖက်ရည်ကိုမထိခင်မှာပဲလက်ဖက်ရည်တွေဟာအငွေ့ပြန်သွားသလိုလုံးဝ၆တွေ့ပျောက်ွယ်သွားပါတော့တယ်တစ်ခွက်ပြီးတစ်ခွက်ဒီအတိုင်းဖြစ်နေတာကိုကောင်မလေးဟာသတိထားမိလိုက်ပါတယ်မနက်မိုးလင်းတော့တစီမင်းသားလေးဟာကောင်မလေးကိုငါရဲ့အမှတ်တရလက်ဆောင်အနေနဲ့ဒါကိုတင်ထားပါလို့ပြောပြီးရှေးခေတ်နန်းတွင်လက်စွပ်တကွင်းကိုပေးလိုက်ပါတယ်မနက်မိုးလင်းလာတော့အားလုံးနိုးလာကြပြီးအိမ်ပြန်ဖို့ပြင်ဆင်ကြတော့တယ် ကောင်းမလေးဟာမင်းညကတစီမင်းသားလေးရဲ့လက်ဖက်ရည်ကွက်ကိုကြည့်လိုက်တဲ့အခါမှာလက်ဖက်ရည်လုံးဝမရှိတော့တာကို တွေ့လိုက်ရတယ်။ဒီဖြစ်ရက်ဟာတစီမင်းသားလေးဟာအမှန်တကယ်ဝိညာဉ်ဖြစ်ကြောင်းသက်သေပြခဲ့ပြီးကောင်းမလေးဟာဘသူနဲ့မှမကြုံဘူးတဲ့ထူးဆန်းတဲ့တွေ့ကြုံကိုပိုင်ဆိုင်ခဲ့ပါတယ်။ကောင်းမလေးနဲ့တငယ်ချင်းတစုဟာမြို့ဟောင်းကနေရဲရင်စွာပြန်ရောက်လာပြီးလမ်းမှာတငယ်ချင်းတွေကိုအဖြစ်ပြက်တွေ ပြောပြလိုက်ပါတယ်။တငယ်ချင်းတွေက"သူမရဲ့လက်ထဲက" လက်စွပ်ကိုမြင်တဲ့အခါမှာဒါဟာနှစ်ပေါင်းများစွာကတည်းကပျောက်ဆုံးနေတဲ့နန်းတွင်လက်စွပ်ဖြစ်ကြောင်းသိလိုက်ရပါတယ်။ကောင်လေးဟာအိမ်ရောက်သွားပြီးမင်းသားလေးတစ်စီအကြောင်းစဉ်းစားနေပါတော့တယ်။